င်္ဂလာပါရှင်။တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒဝဲဝအဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တော်လိုင်းကြီးအဖွဲ့ရဲ့ထိုးစစ်အားကောင်းလို့ထိခိနေဆက်စခန်းကိုသိမ်းပိုက်နိုင်ခဲ့တဲ့အကြောင်း RFA မြန်မာပိုင်းအစီအစဉ်လုံးဝရန်နာလိုက်ပြီလို့ကြေညာလာတဲ့သတင်း။ဒဝဲမှာကွန်သီး6စီအမြင့်ဆုံးရောက်လာတဲ့အကြောင်းအိန္ဒိယ drone 25စင်းကိုပစ်ချနိုင်ခဲ့တယ်လို့ပါကစ္စတန်ပြောဆိုတဲ့သတင်းနဲ့ ရွှေနဲ့ဗတ်စီသတင်းတွေကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်မြင်းပေါ်ကနယ်စပ်ကုံသွေးရေးဂိတ်နဲ့တဆက်တဲမှာရှိတဲ့စစ်ကောင်စီရဲ့ထိခိနယ်စပ်စခန်းကို ကရင်မျိုးသားလွတ်မြောက်ရေးတပ် KNL နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေကမေလ9ရက်ဒီကနေ့မနက်မှာတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ကရင်မျိုးသားအစည်းအရုံး KNU တပ်မဟာလေးထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ထိခိနယ်စပ်စခန်းကို KNL နဲ့ PDF ပူးပေါင်းတပ်တွေက မေလတရက်မှာစတင်တိုက်ခတ်ခဲ့တာဖြစ်ပြီး၉ရက်အကြာမှာစခန်းကိုသိမ်းယူနိုင်ခဲ့တာပါအင်အား350ခန့်ရှိတဲ့အဲ့ဒီစခန်းကစစ်ကောင်စီတပ်သားတွေကထိုင်းဘက်ကိုအရင်နေ့တွေကလေးကထွက်ပြေးနေကြတာဖြစ်ပြီး အလုံး130လောက်လက်နက်နဲ့အတူထွက်ပြေးသွားတယ်လို့ KNU တပ်မဟာလေးဗိတ်တဝဲခရိုင်အတွင်းရင်းမှူးပရိုစောရင်နာကပြောပါတယ် စစ်ကောင်စီဘက်ကတေဆုံးထိခိုက်သူအရေးအတွက်နဲ့လက်နက်ခဲယံတင်းဆဲရရှိမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးဘူးလို့ပရိုဆိုရင်နာကပြောပါရယ်။စခန်းသိမ်းနိုင်ခဲ့တဲ့အဓိကအကြောင်းရင်းကိုပရိုဆိုရင်နာကအခုလိုရှင်းပြပါရယ်။အေးစေတိုင်းတာတော့ဘယ်တိကျပဲပြောလို့ရမလဲနော်။ကိုကတော့တိတိကျကျပြတ်ချပြီးမှတိုက်တာပေါ့။အဲ့ဒီဘာဖြစ်လို့အောင်မြင်တာလဲဆိုတော့ ျွန်တော်တို့ကအဲဒီတောင်လျက်အဖွဲစည်းတဲ့နားလည်မှုပို့ပြီးတော့ရှိလာတယ်ပြီးတော့ပို့ပြီးတော့စီလုံးညီညွတ်မှုရှိတယ်ပြီးတော့ one comment အောက်လည်းသွားတဲ့ဖြတ်ကြတော့အဲဒါပို့ပြီးတော့ AR ကောင်းတာပေါ့ပညာလည်းဖြစ်ဖြစ်လက်တွေ့ပဲဖြစ်ဖြစ်ပေါင်းစပ်ပြီးတော့ကျွန်တော်တို့ကလောက်ဆော်တာပိုင်းမှာအဲဒါပို့ပြီးတော့ထိရောက်မှုရှိတာပေါ့ KNU တပ်မဟာလေးတပ်မဟာမူစော့ဖိုးလေးဦးဆောင်တဲ့ KNL နဲ့ PDF ပူးပေါင်းတပ်တွေကတိခိန်ဒေဇတ်စခန်းနဲ့6မိုင်ခန့်အကွာမှာရှိတဲ့တိထဗျူဟာစခန်းကုန်းကိုလည်းဧပြီလ16ရက်မှာတိုက်ခိုက်သိမ်းယူထားပါဗျ။တိထစခန်းကိုတိုက်ခိုက်သိမ်းယူစဉ်ကလည်းစစ်ကောင်စီက KHW တိုက်လေရင်နဲ့ Y12 MI2 ရဟတ်ယာဉ်တွေကိုတုံပြီးလေကြောင်းကနေဖိအားပေးတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့ ရဟယင်နှစ်စင်းနဲ့စစ်ကူ60ခန့်ကိုထိခိစခန်းကိုပို့ဆောင်ခဲ့ပါတယ်။ထိုင်းမြန်မာနယ်စပ်အနီးမှာဘုံမကျဲဖို့မြန်မာစစ်ကောင်စီကို ထိုင်းစစ်တပ်ကဧပြီလ20ရက်မှာတတိပေးအကြောင်းကြားခဲ့ပါတယ်။ထိုင်းဆိုရရဲ့တတိပေးချက်ကိုမြန်မာစစ်ကောင်စီလေတပ်ကလိုက်နာခြင်းမရှိဘဲမြန်မာစစ်တပ်ရဲ့ရဟယင်တစင်းဟာကချနဘူရီလေပိုင်နက်ကိုကျူးကျော်ပြန်တမ်းပြီး ထိခိနယ်ဇက်ကတိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ KNU KNL ရုံးဆိုင်ရာနေရာတွေကိုလေကြောင်းကနေဘုံသီးဆယ်လုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။အဲဒီနောက်ဧပြီလ22ရက်ကစလို့ထိခိနယ်ဇက်မှာစစ်ကောင်စီတပ်နဲ့ KNL PDF ပူးပေါင်းတပ်တို့နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေခဲ့ပြီးမေလ1ရက်မှာတော့ထိခိနယ်ဇက်စခန်းကိုပူးပေါင်းတပ်တွေစီးနင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့စီရေးတရေကြီးမြစ်တွေရဲ့ပြောဆိုချက်တွေအရသိရပါတယ်။ ထိုင်းနယ်မြေအတွင်းကိုမြန်မာစစ်တပ်ရဲ့တိုက်ခိုက်ရေးတုံးရဟတ်ရင်တွေကျူးကျော်ပြန့်တန်းပြီးထိခိဒေသကိုဘုံကျဲတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့တာကြောင့်ထိုင်းအစိုးရကနေဆက်တလျှောက်မှာလုံခြုံရေးတင်းကျပ်ထားပြီးစီးရင်လေ့ကျင့်မှုတွေပြုလုပ်ခဲ့တယ်လို့ဝေရင်ပြစ်လက်နက်တွေကိုပါတက်ဆင်ထားတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြချက်တွေအများသိရပါတယ်။စခန်းကိုတိုက်ခိုက်နေစဉ်ကာလအတွင်းမှာစစ်ကောင်စီတပ်ကဟယ်လီကော်ပတာရဟတ်ရင်၄၀နဲ့စစ်ကူတွေလက်နက်တွေပို့ဆောင်ခဲ့တယ်လို့ Fight for Federal Democracy FFD ဒုတာဝန်ခံကိုအောင်ကဆိုပါတယ်။ ठी ခီစခန်းရဖို့ drone တွေအပြက်စီးခံတင်းယူခဲ့ရတယ်လို့သူကအခုလိုရှင်းပြပါတယ်။ကျွန်တော် drone တွေနဲ့တိုက်ခတ်တဲ့နေရာမှာလည်းရန်သူတွေက drone တွေမလာနိုင်အောင်လို့အကာအကွယ်ကောင်းကောင်းနေဂျာမာကောင်းကောင်းနေကျွန်တော်တက်ဆင်ထားတဲ့အတွက်ကျွန်တော် drone များဆိုတော့ကျွန်တော်တို့အပြက်စီးရှိခဲ့တယ်။အဲဒါ့ဝိမဲ့ကျွန်တော်တို့က drone တွေအပြက်စီးခံပြီးတော့ပဲကျွန်တော်တို့ရအောင်တိုးပြီးတော့ကျွန်တော်တို့လုပ်ခဲ့ရတာဖြစ်ပါတယ်။ကျွန်တော် ठी ခီစခန်းကို drone ပစ်ကို120လက်နက်ကြီးပစ်ကိုအားကောင်းကောင်းနဲ့ကျွန်တော်တို့ခိုက်ခိုက်ခဲအဲတင်ပတ်ခဲ့ရတာဖြစ်တယ်ရန်ပုံငွေမတိချမရေရာမှုတွေကြောင့် RFA မြန်မာပိုင်းအစီအစဉ်များထောက်လွှင့်မှုတွေကို လုံးဝရန်နာတော့မှာဖြစ်တယ်လို့ RFA မြန်မာပိုင်းကဒီကနေ့မေလ9ရက်မှာကြေညာပါတယ် RFA မြန်မာပိုင်းအစီအစဉ်တွေကိုနှစ်ပေါင်းများစွာနားဆင်ခဲ့ကြတဲ့ပရိသတ်တွေရဲ့အားပေးမှုနဲ့ယုံကြည်မှုအတွက်ကျေးဇူးတင်ရှိကြောင်း ကြေညာချက်မှာဖော်ပြထားပါတယ်။ VOE နဲ့ RFA သတင်းဌာနတွေကိုငွေကြေးထောက်ပံ့နေတဲ့ American ပြည်တော်စုကမ္ဘာသတင်းမီဒီယာ Agency USAGM ကိုလုပ်ငန်းအဆုံးစွန်ထိရှော့ချဖို့မတ်လ15ရက်မှာ American သမ္မတဒေါ်နယ်ထရန့်ရဲ့အမိန့်သစ်ထုတ်ပြန်ခဲ့ပါတယ်။ထရန့်အစိုးရကပိတ်ပင်တားဆီးခဲ့တဲ့ VOE, RFA, MBN, OTF သတင်းဌာနတွေကိုပုံမှန်ပြန်လည်ပတ်ခွင့်ပြုဖို့ American ပြည်တော်စုတရားသူကြီး ရိုက်စလန်ဘတ်စ်ကဧပြီလ22ရက်မှာအမိန့်ချမှတ်ခဲ့ပါသေးတယ်။ဒါပေမဲ့လုပ်ငန်းတွေပြန်ပြီးမလဲပတ်နိုင်ပဲ RFA မြန်မာပိုင်းကလုပ်ငန်းလုံးဝရပ်နားကြောင်းဒီကနေ့မှာကြေညာခဲ့ရတာပဲဖြစ်ပါတယ်။ညှော်လင့်မထားပဲရမုံငွေပယ်ဖြတ်ရုပ်သိမ်းမှုနဲ့ရင်ဆိုင်လိုက်ရပြီး RFA မြန်မာပိုင်းအစီအစဉ်ပြန်လဲထောက်လွှင့်နိုင်ဖို့ညှော်လင့်နေစေဖြစ်တယ်လို့ဦးကျော်အောင်ကပြောပါတယ်။ ကွန်ဒီအနုရာသီအစဖြစ်တဲ့မေလပထမအပတ်ထဲမှာကွန်ဒီ6အချမ်းစည်းဟာတပိတ်တာကိုကြက်နှစ်တောင်းခွဲအထိဖြစ်လာတယ်လို့ဒဝဲမျိုးကကွန်ဒီပွဲရုံလုပ်ငန်းရှင်တွေကပြောပါတယ်။ဇန်နဝါရီလနဲ့ဧပြီလထဲမှာကွန်ဒီ6အချမ်းဟာတပိတ်တာကို15000ကနေ2000ကျပ်ကြားမှာရှိနေပြီးအခုမေလထဲမှာတော့ကြက်နှစ်တောင်းခွဲအထိအမြင့်ဆုံးစည်းရလာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ကဒဝဲခရိုင်တရချောင်းမြို့နယ်နဲ့ရေပြူမြို့နယ်တွေမှာ ကွန်တီနုစည်းကောင်းလို့ခူးယောင်တဲ့သူတွေများခဲ့တာကြောင့်ကွန်တီ6ထွက်ရှိမှုနည်းခဲ့တဲ့အတွက်ကွန်တီ6စည်းတက်လာတာဖြစ်တယ်လို့ပွဲရုံလုပ်ငန်းရှင်တူကပြောပါရယ်။နှစ်ဖက်တိုက်ပွဲနဲ့လေချောင်းတိုက်ခိုက်မှုတွေကြောင့်မကြာခဏထွက်ပြေးတင်းရှောင်နေရတဲ့ဒဝဲခရိုင်က တောင်သူတွေဟာကွန်တီအ6ထုတ်လုံနိုင်မှုနည်းသွားပြီးကွန်တီအနုစွတ်ခူးရောင်းချမှုတွေပိုများလာပါရယ်။အခုလက်ရှိမှာကွန်တီအနုအရေးတောက်တလုံးကို ငွေကျပ်60ကနေ80ကျပ်ခန့်အထိရှိနေတယ်လို့တောင်သူတွေနဲ့ပွဲရုံလုပ်ငန်းရှင်တို့ကပြောပါဗျ။အိန္ဒိယဘက်ကတိုက်ခိုက်လာတဲ့ drone 25စင်းကိုပစ်ချနိုင်ခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ကကြာတာပရင်းနေ့မှာပြောဆိုလိုက်ပါဗျ။ ဗုဒ္ဓဟူးနေ့နနက်အစောပိုင်းမှာပါကစ္စတန်နိုင်ငံအတွင်းနဲ့ပါကစ္စတန်အုပ်ချုပ်တဲ့ကာရှမီးယားဒေသကနေရာ၉ခုကိုအိန္ဒိယကဒရုန်းကြီးနဲ့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ဆယ်စုနှစ်နှစ်ခုစာအတွင်းအဆိုးရွားဆုံးစစ်ရေးပြိပခပေါ်ပေါက်လာတာဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံနေရာအနှံ့ကိုအိန္ဒိယဘက်ကတိုက်ခိုက်လာတဲ့ Israel ထုတ် Horus Drone အစင်းရည်25စင်းကိုပစ်ချနိုင်ခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ကထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယဘက်ကဒရုန်းနဲ့တိုက်ခိုက်မှုဟာနောက်ထပ်ကျူးကျော်ရန်စမှုလုပ်ရက်တစ်ခုကိုထပ်မံပြသလိုက်တာဖြစ်တယ်လို့ပါကစ္စတန်စစ်တပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်အာမတ်ရှာရစ်ချောင်ဒရီကဆိုပါတယ်ဒရုန်းတစ်စင်းဟာလာဟိုးမြို့ကစစ်စခန်းတစ်ခုကိုထိမှန်ခဲ့ပြီးပါကစ္စတန်တပ်ဖွဲ့ဝင်၄ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သူကပြောပါတယ်ပါကစ္စတန်နိုင်ငံစင်ဒစ်ပြည်နယ်မှာလည်းအိန္ဒိယဒရုန်းတိုက်ခိုက်မှုကြောင့် အရက်သားတအူးသေဆုံးခဲ့ပြီးနောက်ထပ်အရက်သားတအူးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ကထုတ်ပြန်ပါတယ်။ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့်အိန္ဒိယကိုနောက်ထပ်လက်တုပ်ပြန်တိုက်ခိုက်သွားမယ်အရေးမှာပိုပြီးတေချာသွားပြီလို့ပါကစ္စတန်စစ်တပ်ကဆိုပါတယ်။ပါကစ္စတန်ရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုတိုက်ခိုက်ခဲ့တဲ့အကြောင်းကိုအိန္ဒိယဘက်ကထုတ်ပြန်ထားပေမဲ့ဒရုန်းတွေအသုံးပြုခဲ့ခြင်းရှိမရှိကိုဖော်ပြထားတာမျိုးမရှိပါဘူး။ လက်ရှိအချိန်ထိအပြန်အလှန်တိုက်ခိုက်မှုတွေကြောင့်နှစ်ဖက်စလုံးမှာအနည်းဆုံးလူ45ဦးသေဆုံးပြီဖြစ်တယ်လို့သတင်းဒီမှာဖော်ပြပါဗျ။အိန္ဒိယရဲ့တိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ရသူတွေအတွက်ဂလဲစားချီတုတ်ပြန်သွားမယ်လို့ပါကစ္စတန်ဝန်ကြီးချုပ်ကနိုင်ငံသို့ကတိပြုထားပါဗျ။ရန်ကုန်ဈေးကွက်မှာအခောက်ရွှေတစ်ကြက်သားကို85သိန်း8000ကျပ်နဲ့ဈေးဖွင့်ထားပါဗျ။ တဝယ်ဈေးကွက်မှာတော့ရန်ကုန်ဈေးကိုအခြေခံပြီး အခောက်ရွှေဈေးဟာကြံရောင်းကြက်ဝယ်ဈေးဖြစ်နေပါဗျ။ထိုင်းဘတ်ငွေလဲနှုန်းကတော့မြန်မာငွေတသိန်းကို980ဘတ်နဲ့ဈေးဖွင့်ထားပါဗျ။အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ပရိသတ်အပေါင်းတို့ကိုရောစိတ်ပါစမ်းမချမ်းသာကြပါစေ။ကဗေးမျိုးမျိုးကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝဝိုင်းတော်သားတွေကစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်။